အလုံးမဲမင်္ဂလာပါကျွန်တော်ကတော့အိုက်ဘန်မှာ2025နိုဝင်ဘာလ9ရက်နေ့တောက်ကြနေရတဲ့ကမ္ဘာရွှေရောင်းဝယ်လို့ဖို့ဤပညာပိုင်းရရောသတင်းပိုင်းချက်လိုက်ရပါခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်ပရမအုပ်ဆုံးနေတဲ့ကမ္ဘာရွှေကိုဤပညာအရခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်ဤပညာအရခံမှန်းသုံးသပ်တဲ့အခါကျွန်တော်အိတ်ဖိုးတိုင်းပြင်နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်အိတ်ဖိုးတိုင်းပြင်ဆိုတာဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်ပြောနေကြတဲ့အတိုင်းပဲအဲဒီကန်နေတုံးတုံးတုံးရဲ့ကြာချင်းကြာချင်းနေဟာ၄နာရီကြာပါတယ်ခင်ဗျာဒါကတိုင်းပြင်က၄နာရီကျွန်တော်အိတ်ဖိုးတိုင်းပြင်နဲ့ကြီးလို့၄နာရီကြာတာပါ H1 တိုင်းပြင်နဲ့ကြီးမယ်ဆိုလို့ရှိရင်တနအိုင် ရင်သတုံးပြောင်းတာဖြစ်ပါတယ်။အဲ့ထက်နှိမ့်နေဟာကျရင်နိုင်ဝက်နေတဲ့အမ်တာတီးကြည့်မယ်ဆိုလို့ရှိရင်နိုင်ဝက်နေသတုံးပြောင်းတာရှိတယ်15မိနစ်နေရင်သတုံးပြောင်းနေတာလည်းရှိတယ်5မိနစ်နေသတုံးပြောင်းနေတာလည်းရှိတယ်ဒါကတိုင်းပရိတ်နေပေါ်မှာမူတည်ပြီးကွဲပြားသွားတဲ့ အကန်နေလုံးတွေရှိပါတယ်ခင်ဗျာအထဲမှာကိုကတိုင်းဖရိန်ရဲ့အာသာချက်ပေါ်မှာမူတည်ပြီးတော့တိုင်းဖရိန်တွေကွဲပြားပြီးတော့တုံးတက်ပြီးတော့အယောင်ဝင်လောက်ကြရတယ်ရှိတယ်အထဲမှာကျွန်တော်က84တိုင်းဖရိန်နဲ့ခမန်းတုံးတက်ပြပြီးသွားမှာဖြစ်တယ်လက်ရှိကပ္ပရွှေပေါင်းဈေးဟာကျွန်တော်တို့တအောင်ဆကို4000နဲ့ခွန်ပေါက်နေတာဖြစ်တယ်4000ခွန်ဆိုတဲ့ဈေးနေထားဟာဒါကဈေးကဝလုအားများနေတယ်ဈေးတက်အားသာနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဘာကြောင့်ဝလုအားများနေလဲဈေးအသက်အားသာနေလဲဘာလို့ကြည့်ပြီးပြောလိုက်တယ်လဲဆိုရင်ကျွန်တော်အယိုးရှင်းဆုံးမိတ်ဆွေတို့နားလွယ်လွယ်အောင်ပြောမယ်ကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ကကနေတုံးကိုလက်ရှိကနေတုံးကိုအရင် င်ကြည့်လိုက်တယ်လက်ရှိကနေတော့ဘူးဖြစ်နေလားဘဲဖြစ်နေတာကိုကြည့်လိုက်တယ်ဒါဘူးဖြစ်နေလို့ရှိရင်ဒါဈေးကဝလိုအားများနေတယ်ဈေးတအားတာနေတယ်လို့ဝလိုအားများနေတယ်လို့ကြည့်လို့ရတယ်နောက်ထပ်တစ်ခုကဈေးတအားတာနေလားလို့ကြည့်လို့ရမယ်ဆိုပြီးပြီးတော့ကံနေတဲ့ဒုံတွေကိုကြည့်လိုက်ပါပြီးပြီးတော့ကံနေတဲ့ဒုံဒီမှာလက်သုံးဟာလေကျွန်တော်တို့ဘူးကံနေကိုပြနေတာဖြစ်တယ်ဘူးဆိုတာဈေးတက်ကိုကိုစားပြုတဲ့ကံနေဒုံဖြစ်တယ်ဈေးကြောက်ကိုကိုစားပြုတဲ့ကံနေဒုံကဘဲလို့ခေါ်ပါတယ်ဘူးကံနေဒုံတွေပဲတွေ့နေရဖြစ်တယ်ဘူးကံနေဒုံကိုလက်သုံးပြီးသွားပြီးလက်ရှိကနေကလည်းဘူးဖြစ်နေတာဖြစ်တဲ့အတွက်ဒါဈေးကထဲမှာဝလိုအားများနေတယ်လို့ကျွန်တော်တို့ ပြောလို့ရတယ်ဒါကိုကြည့်ပြီးတော့ဒါဝလိုအားများနေလားရောင်းလုံးအားများနေလားဈေးသက်အားသာနေလားဆိုတော့ဒါကိုကြည့်ပြီးပြောလို့ကြည့်လို့ပြောလို့ရတယ်ဒါကအယိုးရှင်းဆုံးကြည့်နေကိုကျွန်တော်တို့ဒါပြောပေးတော့ဖြစ်တယ်မိတ်ဆွေတို့ကြည့်နေကိုပြောပေးတာဖြစ်တယ်နောက်ထပ်တနည်းအနေနဲ့တော့ဒါဒီနေ့တောက်ကြနေအနေနဲ့ကမ္ဘာရွှေဈေးကွဲစားဖွင့်ခဲ့တာတအောင်စောက်ကို3981မှာဈေးစားဖွင့်လိုက်တယ်လက်ရှိချိန်ထိအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးဟာ4000နဲ့9000အထိဈေးတက်ခဲ့ပြီးပါပြီ4000ကိုအထိဈေးတက်ပြီးတော့လက်ရှိချိန်ထိအနှိမ်ဆုံးကျခဲ့ပြီးတဲ့ဈေးဟာ3984အထိဈေးကျပြီးပါပြီဒါကိုဘယ်လောက်လုံးပြီးကြည့်မယ်ဆိုရင် ်ဖွင့်ဈေးနဲ့လက်ရှိချိန်ဒီအမြင့်ဆုံးတက်ခတ်ပြီးတဲ့ဈေးနဲ့လက်ရှိချိန်ဒီအနိုင်ဆုံးကျခဲ့ပြီးတဲ့ဈေးကို balance လုပ်ပြီးကြည့်တဲ့အခါကျရင်လည်းဒါဝယ်လို့အများနေလားရောင်းလို့အများနေလားဆိုချိန်ဆပြီးကြည့်လို့ရတယ်ဘလို့လဲဆိုလို့ရှိရင်3981မှာဈေးကစောက်ဖွင့်လိုက်တယ်81မှာဈေးစောက်ဖွင့်ခဲ့ပြီးတော့3984ထိဈေးကကျသွားခဲ့တယ်ခင်ဗျ3984ကိုဆက်ပြီးဖောက်ချနိုင်ခြင်းမရှိဘဲနဲ့ပြန်ကန်တက်နေတဲ့အနေအထားကိုတွေ့ရတယ်လက်ရှိအနေအထားဟာဆို4900ထိကိုတက်နေရဖြစ်တယ်ဒါ4900မှာဈေးနည်းနည်းလေးပြန်ဤနေတာဖြစ်တယ်4900ဆက်ပြီးဖောက်တဲ့ဈေးကအသက်အပိုအကောင်းလာနိုင်မယ်ဒါကြောင့်လက်ရှိရဲ့ဈေးတန်းဟာကျွန်တော်တို့ မနက်ပိုင်းဈေးစားဖွင့်ခဲ့တဲ့ဈေးရဲ့အထက်မှာရှိနေရဖြစ်တဲ့အတွက်ဒါဈေးကွက်ကဝယ်လို့အားများနေတယ်ဈေးအသက်အားသာနေတယ်လို့ဒါနောက်ထပ်သတင်းအနေနဲ့ကြည့်လို့ရမယ်ကျွန်တော်တို့နီးပြောပြပေးတာဖြစ်တယ် ။ဟုတ်ပြီ။လက်ရှိရဲ့ဈေးကွက်အနေအထားကိုကျွန်တော်ပြောပြပြီဆိုလို့ရှိရင်ဒီနေ့တောက်ကြာနေနေနဲ့သတိထားမယ့်ဈေးတန်းတွေဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲဈေးတန်းတွေကိုတခါတည်းပြောပြသွားမှာဖြစ်တဲ့အတွက်မိတ်ဆွေရဆက်လက်ပြီးကြည့်သွားပေးဖို့လိုအပ်တယ်။ဒါတွေကနောက်ဆက်သွယ်ပြောရမယ့်ဟာတွေကအရေးကြီးပါတယ်။ဒါ trader တွေအနေနဲ့ဘလို့အရေးကြီးတယ်ဆိုလို့ရှိရင်ဘယ်မှာတရက်သားအနေနဲ့သတိထားရမယ့်ဈေးတန်းတွေကိုသိထားတယ်ဆိုလို့ရှိရင်ဘယ်မှာဝယ်တင်လဲရောင်းတင်လဲတွေကိုသိထားတယ်ဆိုလို့ရှိရင်မိတ်ဆွေရဒါရှုံချုံမှုရခိုင်လုံးနဲ့တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီဈေးတန်းသတိထားရမယ့်တရက်လုံးအနေနဲ့သတိထားရမယ့်ဈေးတန်းတွေကိုသိထားတဲ့အတွက်ကြောင့်ဘယ်ဈေးတန်းကိုဖောက်တန်တာဘယ်လောက်ထိလာတော့မလဲဘယ်ဈေးတန်းကိုဖောက်တန် ဒါဘလောက်ထိအကျလာတော့မယ်ဆိုတာဒါတွေဟိုမိတ်ဆွေအတိထားမှာဖြစ်တယ်ဒါကကျွန်တော်ရဲ့သုံးသက်ချက်လေးကိုနည်းနည်းလေးအချိန်ပေးပြီးကြီးလိုက်လို့ရှိရင်ဒါမိတ်ဆွေတွေကပို့ပြီးအကျိုးကျေးဇူးရနိုင်တယ်ဒါကြောင့်ကျွန်တော်ကအဓိကထားပြီးထည့်ပြောရခြင်းဖြစ်တယ်ဟုတ်ကဲ့ပါအကယ်လို့ဒါမိတ်ဆွေကကျွန်တော် trading account တွေဖွင့်ချင်တာပဲဖြစ်စေ VIP signal channel တွေကို join ချင်တာပဲဖြစ်စေကျွန်တော်ရဲ့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာအဲဒီ trading account ဖွင့်တဲ့အခါမှာလည်းကျွန်တော်ရှိမှာဘယ်လိုမျိုးစာပစ်တွေရနိုင်တယ်လဲဆိုလို့ရှိရင်ဒါမိတ်ဆွေကကျတော့ဒီတရားရခိုင်နှုန်း credit bonus လည်းရှိတယ်ဒေါ်လာတရားနေစာပြီးတော့လည်းဒါ trade account ဖွင့်လို့ရတယ် ်ပြီးတော့ကော်မရှင်ကလည်း free ပါဆွတ်ဖီးညသိခလည်း free ပါငွေထုံးငွေသွင်းကလည်းတိကျမန်ကန်မန်ဉဏ်ဆန်စွာနဲ့ကျွန်တော်တို့စနစ်တကျနဲ့အကောင်းဆုံး စာပစ်ပေးနေတာဖြစ်တယ်။ဒါက trade account ဖွင့်မဲ့အသေးစိတ်စာပစ်တွေကိုသိကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်နိုင်တယ်။နောက်ထပ်တစ်ခုအနေနဲ့ကတော့ VPN signal စာပစ် VPN signal စာပစ်ကဘယ်လိုမျိုးလဲဆိုရင်မိတ်ဆွေက trade account တော့ဖွင့်ထားတယ်။အကြံပေးချက်တွေကလိုအပ်တယ်။ဈေးကွက်နဲ့တပင်းကြီးကလည်း trade ချင်တယ်။ analysis တွေကိုလည်းအချိန်နဲ့တပင်းကြီးမကြည့်နိုင်ဘူး၊ချက်ကိုလည်းမကြည့်နိုင်ဘူး။သုံးသပ်ချက်တွေကိုလည်းအချိန်ပေးပြီးမလုပ်နိုင်ဘူးဆိုတဲ့မိတ်ဆွေတွေကတွေ့ဆိုလို့ရှိရင်ဒီ VPN signal channel ကိုဒါ join ထားတင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူကဈေးကွက်နဲ့တပင်းကြီးအယောင်းဝယ်လှုပ်တဲ့ဝယ်တဲ့ရောင်းတဲ့ဈေးတန်းတွေသတိထားမဲ့ဈေးတန်းတွေဘယ်လောက်ထိတက်လာနိုင်လဲတခါတည်းဆက်တိုက်အကြံပေးနေတာဖြစ်တဲ့အတွက်ဒီတဲ့ VBM Secret Channel ကိုဒါ join ထားပေးဖို့လိုအပ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါဒါကစားပြည့်အကြောင်းလေးလို့ပြောပြသွားတာဖြစ်တယ်စားပြည့်အကြောင်းလေးလို့ပြောပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီတောက်ချာနေနေနဲ့သတိထားမဲ့ဈေးတန်းတွေဘယ်မှာဝယ်တင်လဲဘယ်ရောက်တင်လဲဈေးတန်းတွေကိုဆက်လက်ပြောပြသွားတာဖြစ်တယ်အရင်ဆုံးအနေနဲ့ကျွန်တော်သတိထားမဲ့ဈေးတန်းကိုပြောပြသွားတာဖြစ်တယ်သတိထားမဲ့ဈေးတန်းကတော့လက်ရှိအရာဆိုလို့ရှိရင်ဈေးဆက်တပ်ဖို့စောင့်ကြည့်ရမဲ့ဈေးတန်းကိုအရင်ပြောပြသွားတာဖြစ်တယ်ဈေးဆက်တပ်ဖို့စောင့်ကြည့်ရမဲ့ဈေးတန်းကလက်ရှိအရာဆိုလို့ရှိရင်4900ဈေးတန်းပဲဖြစ်တယ်4900ဈေးတန်းကလက်ရှိဈေးတန်းပဲဖြစ်တယ်4900ဆိုတာအခု wet system ဈေးတန်းပဲဖြစ်တယ်ဘလို့ဘာကြောင့် wet system လို့ခေါ်လဲ wet system ဆိုတာဘာလဲ wet system ဆိုတာဈေးဆက်တပ် ဖို့စောင့်ကြည့်ရမယ့်ဇေယျမဖြစ်တဲ့ဒီ၄000ကိုယူနာလေးမှာဈေးအသက်တက်ဖို့စာခဲရင်းနေတဲ့ဟာကို what system လို့ခေါ်တာဘာဖြစ်လို့လဲဆိုတော့ဒီနေရာမှာ၄000 4000 4000 4000 4000 4000 4000ကျွန်တော်တို့ဈေးအတက်ကခံနေတယ်4000ကိုတာဆက်ပြီးဖောက်ချက်ဖောက်တက်သွားနိုင်ခဲ့ရောဈေးအတက်အားကောင်းနိုင်တယ်ဘယ်လောက်ထိတက်လာနိုင်မလဲဆိုတော့4000နဲ့15 4025ဝင်းကျင်လောက်ထိကိုဈေးအသက်အားကောင်းကောင်းနဲ့တက်သွားနိုင်မှာဖြစ်တယ်ဒီ4025ကိုဆက်လက်ဖောက်တက်သွားနိုင်ရင်တော့နောက်ထပ်ဈေးတန်း array နေကျွန်တော်တို့နောက်ထပ် assistant အသစ်တွေအသစ်တွေကိုပြန်ပြီးတော့မြင်ရနိုင်မှာဖြစ်တယ် ဒါကကျွန်တော်တို့လက်ရှိအရာ၄၉၀ကိုဖောက်တက်သွားပြီဆိုတော့လိုက်ပြီးဝယ်ပါ4015 4015ဝင်းကျင်တော့ဒီကိုဈေးတက်လာနိုင်မှာဖြစ်တယ်ဒါကတောက်ကြနေနေနဲ့သတိထားရမယ့်အပေါ်ဝယ်စနစ်ဈေးတန်းဖြစ်တယ်4000ကိုဖောက်တက်လိုက်ပြီးတော့ဝယ်ပါအကယ်လို့4000ကိုကိုဖောက်မတက်နိုင်ဘူးဘဲဒီ6နာရီတုံးဟာဘဲနဲ့ပြီးသွားခဲ့တယ်ဆိုလို့ရှင်ဒါဖောက်မတက်နိုင်ပါဘူးဒါဖောက်တက်မနိုင်ဖောက်မတက်နိုင်ဆိုတော့ဒါကိုဒါနဲ့ confirm ကြည့်လို့ရတယ်ဘဲနဲ့ဒါပြီးသွားပြီဆိုလို့ရှင်တော့လိုက်ပြီးတော့ရောက်မှာဒါ4000ကိုဖောက်တက်နိုင်ခြင်းမရှိပါဘူးအကယ်လို့ တတုံးကဒီလက်ရှိအတုံးကနေကဘဲနဲ့ကိုပြီးသွားတယ်4000ကိုအပေါ်မှာပဲပြီးသွားတယ်ဆိုလို့ရှိရင်တော့လိုက်ပြီးတော့ဝယ်ပါဘာဖြစ်လို့လဲဆိုတော့4000ကိုဖောက်တက်သွားပြီလို့ confirm ယူလို့ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဒါကသတိထားမဲ့ဈေးတန်းကိုပြောပြီးပြီးအောက် support ဈေးတန်းကိုပြောပြီးသွားတာဖြစ်တယ်အောက် support ဈေးတန်းဆိုတာဗာလေ support ဆိုတာဈေးဆက်ချောင်းစောင်းချရမဲ့ဈေးတန်းဖြစ်ပါတယ်လက်ရှိဒီနေ့အရာဈေးကြထားတဲ့ဈေးတန်းက3984ဈေးတန်းပဲ84ဈေးတန်းပဲဖြစ်တယ်ဒါ84ဈေးတန်း3984ဆိုတာဈေးဆက်ချောင်းစောင်းချရမဲ့ဈေးတန်းအမ်ဝက်စတမ် ဒီ support ဈေးတန်းဖြစ်တယ်ဒါကမနေ့ကဒီ3940ဈေးတန်းကိုဖောက်ချနိုင်ခြင်းမရှိဘဲနဲ့ပြန်ကန့်တက်သွားတဲ့အနေအထားကိုတွေ့ရတယ်ဒါကြောင့်ဒါဈေးဆက်ချဝန်ဆောင်ချမဲ့ဈေးတန်းဖြစ်တယ်လက်ရှိဈေးတန်းအရဆိုလို့ရှိရင်ဒီဈေးတန်းကအရန်ဝေးပါတယ်ဒါကြောင့်ပထမအနေနဲ့ support ဈေးတန်းကဘယ်ဈေးတန်းဖြစ်မလဲ support ဆိုဈေးဆက်ချဝန်ဈေးတန်းက3990ဈေးတန်းပဲဖြစ်တယ်ခင်ဗျ3990ကိုဒါဖောက်ချနိုင်မှဒါကျန်တော့3980 3900ဒီ94 94ဈေးတန်းတွေကိုပြန်မြင်ရနိုင်မှဖြစ်တယ်အရင်ဆုံး3900 60ကိုဖောက်ချနိုင်ပြီဆိုတော့လိုက်ပြီးတော့ရောင်းမှာဘာလို့လဲဆိုတော့3980 3980 84ဈေးတန်းနေအထိကိုဈေးကျလာနိုင်မှာဖြစ်တယ်။ဒါပထမအုပ်ဆုံးအနေနဲ့သိထားရမယ်။အဲ support ဈေးတန်းဖြစ်တယ် support ဈေးတန်း3990ဟိုအရင်စောင့်ကြည့်ပါ3990ကိုဖောက်ချပြီဆိုတော့လိုက်ပြီးတော့ရောင်းမှာမဝယ်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့ဝယ်ပြီဆိုရင်တော့အန်ဒီရများပါတယ်ဒါကိုအကောင့်လေး ရှုံရှုံမှုရခိုင်လုံးများပါတယ်။ဒါတွေကဒီသတိထားမဲ့ဈေးတန်းနှစ်ခုကိုတရက်တာအနေနဲ့ဈေးတန်းတွေကိုတည်ထားတယ်ဆိုလို့ရှိရင်မိတ်ဆွေတွေအတွက်ဒါရှုံရှုံမှုရခိုင်လုံးလဲပါတယ်ခင်ဗျာ။ဟုတ်ပြီ။သတိထားမဲ့ဈေးတန်းတွေကိုကျွန်တော်ပြောပြပြီးဆိုလို့ရှိရင်ဘယ်မှာဝယ်သင့်လဲဘယ်မှာရောင်းသင့်လဲဒီခါလေးပြောပြသွားအောင်ပါဖြစ်တယ်။ဘယ်မှာဝယ်သင့်လဲဆိုလို့ရှိရင်ကျွန်တော်အဝယ်အနေနဲ့အရင်ပြောပြသွားမှာဖြစ်တယ်။အဝယ်ဘိုင်အော်ဒါအနေနဲ့လက်ရှိဈေးတန်းမှာရောဘိုင်တင်တယ်လား၄00နဲ့6000မှာ ကျွန်တော်တို့ကွန်ဖန့်စောင့်နေရတဲ့အနေထားကိုဖြစ်နေတယ်၄တောင်ကိုဈေးတန်းမှာဝယ်သင့်တယ်လားလို့မေးမယ်ဆိုလို့ရှိရင်ကျွန်တော်အမြင်ကတော့၄တောင်ကိုဈေးတန်းနေမှာအဝယ်ကြိုက်တယ်၄တောင်ကဆိုတာကြောက်ဖို့တော့နည်းနည်းလေးခွာမလုပ်ဘူး၄တောင်ကမှလည်းကြိုက်တယ်၄တောင်ကိုမှလည်းကြိုက်တယ်တကယ်လို့၄တောင်ကအထီကိုမစောင့်နိုင်ဘူးဆိုတော့မိတ်ဆွေတွေအတွက်တော့၄တောင်ကိုမှဝယ်ပါ တကယ်လို့စောင့်နိုင်နေဆိုတဲ့မိတ်ဆွေတွေအတွက်က၄000နဲ့5000လောက်မှာဝယ်ပါ TP အမြတ်ပိုင်းစည်းတမ်းကဘယ်မှာအမြတ်ပိုင်းရမလဲဆိုလို့ရှိရင် TP ဆိုတာတိတ် profit ဖြစ်ပါတယ်၄000ကိုမှဝယ်တဲ့မိတ်ဆွေတွေက၄000နဲ့15စည်းတမ်းမှာအမြတ်ပိုင်းမှာ၄000ကအာမဝယ်လိုက်တဲ့မိတ်ဆွေတွေက၄000နဲ့30မှာအမြတ်ပိုင်းမှာ SN store lot ကိုခေါ်ပါတယ် SN ဆိုတာက store lot ကိုဘယ်တော့မှထားရမလဲဆိုရင်ကျွန်တော် ဒီမိတ်ဆွေကကိုရှုံးရှုံးခွာနေတဲ့ပမာဏကိုမူတည်ပြီးတော့ချိန်ပြီးတော့ထားပါဒါပေမဲ့ဘယ်မှာထားတဲ့တယ်လဲလို့ပြောပြီးတော့ဖြစ်တယ်ဘယ်မှာထားတဲ့တယ်လဲဆိုလို့ရှိရင်တော့၄000ကိုမှအာ ဝယ်လိုက်တဲ့သူတွေဆိုရင်တော့၄000ရဲ့အောက်မှာ SN ထားရင်တော့ပို့ပြီးအဆင်ပြေပါတယ်ခင်ဗျာဒါက buy order အတွက်ကျွန်တော် TP နဲ့ SN ကိုကျွန်တော်ပြောပြသွားတာဖြစ်တယ် buy order အတွက် TP နဲ့ SN ကိုပြောပြပြီးဆိုရင်ကျွန်တော်အယောင်း sell order အတွက် TP နဲ့ SN ကိုပြောပြသွားအောင်မှာဖြစ်တယ်အယောင်း sell order အတွက်ကိုလက်ရှိဈေးမှာရောင်းတင်သလားလက်ရှိဈေးမှာကျွန်တော်အမြင်ရမရောင်းတင်နေဘူးမြင်နေဘာကြောင့်လဲဆိုဈေးကနည်းနည်းလေးပြန်တက်နေမယ်အနေထားကိုတွေးနေရအောင်မှာဖြစ်တဲ့အတွက်ကျွန်တော်အယောင်းမကြိုက်သေးဘူးအကဲလို့ရောင်းချင်တယ်ဆိုလို့ရှိရင်တော့၄000 25 4035လေးမှာကျွန်တော်အယောင်ကြိုက်ပါတယ် တည်ပြီးအမြတ်ပိုင်းသေးတယ်မှာဘယ်မှာအမြတ်ပိုင်းရမလဲဆို4025မှာဝယ်ထားတဲ့သူက4020မှာအမြတ်ပိုင်းမှာ4035မှာဝယ်ထားတဲ့သူက4030မှာအမြတ်ပိုင်းမှာအဆန် အရှုံးပိုင်းစည်းတန်းကတော့ဒါမိတ်ဆိုရင်ကိုရှုံးရှုံးကနေနဲ့ပမာဏတွေပေါ်မူတည်ပြီးတော့အဆံကိုချိန်ပြီးတော့ထားပါဘယ်မှာထားတင်တယ်လို့တော့ပြောပြသွားမှာဖြစ်တယ်ဘယ်မှာထားတင်တယ်လဲဆိုလို့ရှင်တော့၄00နဲ့30အပေါ်မှာအဆံထားရင်တော့ပိုပြီးအဆင်ပြေတယ်ဒါကဆဲအော်ဒါအတွက်တည်ပြီးနေအဆံကိုကျွန်တော်ပြောပြသွားတာဖြစ်တယ်ဒါကကျွန်တော်တအူးရဲတော့အမြင်သုံးသက်ထားခြင်းဖြစ်တယ်ကျွန်တော်ရဲ့သုံးသက်ချက်ကဒါနိပညာအရသုံးသက်ထားတာဖြစ်တယ်နိပညာအရသုံးသက်ထားခြင်းဖြစ်တဲ့အတွက်တရားရခိုင်လုံးမှန်ကန်မှုတော့မရှိပါဘူးဒါကြောင့်မိတ်ဆိုရင် trade account နဲ့ lossite တွေပေါ်မှာမူတည်ပြီးတော့စနစ်တကျနဲ့အယောင်းဝယ်လို့ပို့တော့အကြံပြုပါတယ်ခင်ဗျာတည်ပြီးနေအဆံထားပြီးတော့စနစ်တကျထွက်စေခြင်းနဲ့တည်ပြီး ီ SN နေတီးပြီးတော့ထားတယ် SN တော့မထားဘူးဆိုတော့မိတ်ဆွေတွေကဒါကအကောင့်အန်တရရှိပါတယ်ဘာကြောင့်လဲဆိုတော့အရှုံးခံနိုင်မဲ့ဟာကိုကျွန်တော်အတော်မတက်နိုင်ဘူးဆိုတဲ့ဟာကိုထားထားတာဖြစ်တယ်ဒါကြောင့် SN ထားရင်တော့အရှုံးကကန့်တက်ထားတာဖြစ်တယ်ဒီအရှုံးတော့ပဲရှုံးမယ် SN SN မထားဘူးဆိုတဲ့သူတွေကတော့ဒါကရှုံးပြီးရင်ရှုံးကိုကဖလုတ်ကအရန်ကြီးသွားတဲ့ခါကျမချင်းနိုင်လို့ရှိရင်အကောင့်ပြုတ်တာတွေအကောင့်ပြတ်ကတ်တာတွေဖြစ်လာနိုင်ပါတယ်ခင်ဗျာဒါကစေရနာနဲ့ထားပြီးပြောပြတာဖြစ်တယ်ဒီ SN နေထားဖို့ TB နဲ့ SN နေစနစ်တကျနဲ့ထားပြီးထွက်ဖို့ဆိုတာကျွန်တော်စေရနာနဲ့ပြောပြတာဖြစ်တယ်ဟုတ်ပြီဒါက နှီးပညာအရာသုံးသပ်ပေးသွားဖြစ်တယ်နှီးပညာအရာသုံးသပ်ပြီးဆိုကျွန်တော်သတင်းပိုင်းကသုံးသပ်ပေးသွားမှာဖြစ်တယ်ကျွန်တော်တစ်ချက်လောက်သွားကြည့်အောင်သတင်းတွေရှိမရှိဆိုတာဟောကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာဒီနေ့အတွက်တော့ဒါသတင်းကတော့မရှိပါဘူးဒီနေ့ညအတွက်ဒီညဒီညအတွက်ကျွန်တော်တို့ US data US သတင်းမရှိပါဘူးခင်ဗျာ US တည်မရှိတဲ့အတွက်အကြောင်းဒါမိတ်ဆွေကအရောင်းဝယ်လို့မယ်ဆိုရင်ညပိုင်းမှာနှီးပညာအရနဲ့စနစ်တကျအရောင်းဝယ်လို့ပို့တော့အကြံပြုပါတယ်ခင်ဗျာနှီးပညာအရအရောင်းဝယ်လို့လို့ရပါတယ်အကယ်လို့ဒါမိတ်ဆွေရကြတော့ဈေးခွက်ရဲ့ update တွေသိကျင်တာပဲဖြစ်စေတရင် update တွေပဲသိကျင်တာပဲဖြစ်စေအဲကျွန်တော်တို့ဒီ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်တယ်အကယ်လို့ဒါက free အကြံပေးချက်တွေလိုချင်တယ်ဆိုလို့ရှိရင်လည်းဒီရဲ့ Telegram free channel မှာလာရောက် join ထားပေးလို့အပ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီ video လေးကိုသုံးထိကြည့်ပေးတဲ့မိတ်ဆွေများအားလုံးလည်းကျေးဇူးအများကြီးတင်ရှိပါတယ်